စီစီဘတ်စပေါ့ချန်နယ်လေးမှာအားလုံးကိုပြန်လည်ကြိုဆိုပါရစေ။2025ထိုင်းနိုင်ငံစီးကိန်းပြိုင်ပွဲကြီးကတော့တစားနဲ့တစားနီးကပ်လို့လာပါပြီ။လာမယ့်ရက်ပိုင်းအတွင်းမှာတင် အမျိုးသားအမျိုးသမီးအလိုက်တက်တန်းအလိုက်ပြိုင်ပွဲတွေလက်ရေးစွင်ပွဲတွေစတင်ကစားတော့မှာဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ကမြန်မာလက်ရေးစင်အမျိုးသမီးအသင်းရဲ့စီးကိန်းမှာပွဲချိန်နဲ့ကစားမယ့်နေ့ရက်တွေကိုဖော်ပြပေးကြပါမယ်။မြန်မာအသင်းကတော့အုပ်စု B မှာ BNN ဖိလစ်ပိုင်မလေးရှားတို့နဲ့အတူတူကြာရောက်နေပြီးတော့အုပ်စုတက်နိုင်ဖို့ဆိုရင် ပြန်နေတဲ့တင်းကိုရေကုန်ရေကန်းရှင်ပြိုင်ရဖွဲ့ရှိနေပါတယ်။လက်ရှိခြေစွမ်းအရကြည့်မယ်ဆိုရင်တော့ဖြင့်မလေးရှားနဲ့ဖိလစ်ပိုင်တို့ကိုတော့အကောင်းဆုံးကြော်ဖြတ်နိုင်လိမ့်မယ်။ပုံတွေတော့လည်းတော်ထားလို့မရပါဘူး။အုပ်စုအားသာချက်အရတော့ BNN အသင်းတွေကအုပ်စုနောက်ဆုံးပွဲစဉ်မှာမြန်မာအသင်းရင်ဆိုင်ရမှာဖြစ်ပါတယ်။ဖိလစ်ပိုင်နဲ့မလေးရှားတို့ကိုအရင်ဆုံးကြော်ဖြတ်ရမှာဖြစ်လို့ဒီပွဲတွေမှာရမှတ်ကောင်းကောင်းစုဆောင်းထားနိုင်ဖို့လိုပါတယ်။ မြန်မာမျိုးသမီးအသင်းရဲ့ပွဲစဉ်တွေကတော့ဖိလစ်ပိုင်အသင်းနဲ့ဒီဇင်ဘာလ9ရက်နေ့အိမ်ရှင်ဖြစ်တဲ့ထိုင်းနိုင်ငံချွန်ဘူရီမြို့မှာအုပ်စုအဖွဲ့ပွဲအနေနဲ့စတင်ကစားရမှာဖြစ်ပါတယ်။ဒီဇင်ဘာလ10ရက်နေ့မှာတော့မလေးရှားအသင်းဒီဇင်ဘာလ17ရက်နေ့မှာတော့ BNN အသင်းတို့နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ပွဲချိန်တွေကတော့၃ပွဲစလုံးမြန်မာစံတော်ချိန်မွန်းလွဲ၃နာရီခွဲမှာကစားကြမှာပါ။အောက်စုအိမ်မှာတော့အင်ရှင်ဖြစ်တဲ့ထိုင်းသင်းနဲ့စင်ကာပူကမ်ဘောဒီးယားအင်ဒိုနီးရှားတို့ရှိနေပြီးတော့ အုပ်စုနှစ်ခုရဲ့အကောင်းဆုံးနှစ်သင်းစီဆီမီဖိုင်နယ်မှာတွေ့ဆုံရမှာပါလက်တလောကမှာအာရှချန်ပီယံလိဝင်ရောက်ကစားခဲ့တဲ့ ISB အသင်းမှာအငှားစာချုပ်နဲ့လက်ရွေးစဉ်ကစားသမား9ဦးပါဝင်ခဲ့ပါတယ်။ဒီလက်ရွေးစဉ်ကစားသမား9ဦးနဲ့နိုင်ငံအသင်းရဲ့ရှီပီးသားလက်ရွေးစဉ်တွေဘလိုမျိုးစုဖွဲ့ကောင်းကောင်းအခြေဆက်မိမိနဲ့ ASEAN မြေမှာလင်းလက်သွားနိုင်အောင်မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်အားပေးအောင်ခင်ဗျာ။ ဟုတ်ကဲ့ပါကျွန်တော်တို့ update ဖြစ်နေတဲ့အားကစားသတင်းတွေကိုချိန်မှတ်တင်ဆက်ပေးနေကြဖြစ်တဲ့ CC Passport Channel လေးကိုလည်း subscribe လုပ်ပေးကြကြပါဦးမမေ့ပါနဲ့။နားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ။